ဝိပဿနာတရားကိုခုမှစပြီးအားထုတ်မဲ့သူတွေအတွက်ဇင်းကြံလျှောက်ပြီးတော့တရားအားထုတ်နေကိုကျွန်တော်အနေနဲ့ပြောချင်တယ်ဗျတကယ်တရားအားထုတ်ဖို့ထိုင်ပြီးဆိုရင်ဒီကပြဿနာကတင်းမြေခွေပြီးကြက်ကြောင်မထိုင်နိုင်တာပါဒုတိယပြဿနာစိတ်ပြန့်လွင့်ပြီးအတွေ့များတာပါဒါကြောင့်ပဲဗုဒ္ဓကထထိုင်ရက်သွား၄ပါးသောအရိယာပုဂ္ဂလီပါတဲ့တရားကျင့်ဖို့သင်ကြားပေးခဲ့တာဖြစ်ပါတယ် သစ္စာမြိုင်တော်ရဆရာတော်ရှင်ကေလာတကဗုဒ္ဓလမ်းညွန်တဲ့ညီကိုကိုယ်တိုင်လက်တွေ့အားထုတ်ခဲ့တဲ့ညီနဲ့ပေါင်းထားတဲ့လမ်းလျှောက်လေးချင်းချင်းမှာကျင့်ကြံရတာလွယ်ကူပြီးရှုမှတ်မှုတမာတိရလွယ်တဲ့ဇင်းကြံရှောင်းနီးတင်ကြားပေးတာကိုကျွန်တော်အနေနဲ့မျှဝေချင်ပါလိမ့်ဆရာတော်ကဘယ်လိုမျိုးလမ်းညွန်လဲဆိုတော့ဇင်းကြံလျှောက်တဲ့အခါတဲ့ ပုံမှန်လမ်းလျှောက်သလိုပဲလျှောက်တယ်တဲ့ခြေကမြေမှာထိရင်ထိတာထိတာကိုသိအောင်ကြိုးစားတယ်အဲ့ဒီလိုထိတာကိုသိဖို့ပထမသွားတဲ့စိတ်အဲ့ဒီထိတာရအောင်တွန်းပို့ပေးတဲ့စိတ်ဒီလိုမျိုးရှိရမယ်တဲ့နောက်ပြီးတော့ထိသိထိသိနဲ့ကမ္မကုံလည်းမလားအာဟုတုလည်းမလားတော့တဲ့အတွက်ဖြူနေတယ်တဲ့ဖြူနေတဲ့အတွက်ကြောင့်ပီတိဒုက္ခဖြစ်လာတယ်တဲ့ ဇင်းကြံလျှောက်တဲ့အခါရှုနေနဲ့ထိုင်ပြီးရှုတဲ့အခါအာယုံသာကော်သွားပြီးရှုပုံရှုနေကတော့အတူတူပါပဲထိတိထိတိနဲ့ငြိမ်ပြီးလက်လျှောက်တဲ့အခါကြည်နူးတဲ့ပီတိဖြစ်လာတယ်တဲ့ကြည်နူးတဲ့အခါစိတ်ချမ်းသာပြီးဒုက္ခဖြစ်တယ်အဲ့ဒါကိုကျင့်နေပြီးပီတိဒုက္ခနဲ့ဆက်လျှောက်တဲ့အခါသမထသမားကပထမဇန်ဝင်သွားပါလေတဲ့ဒါပေမဲ့ဝိပဿနာသမားဆိုရင်တော့အဲ့ဒီပီတိကိုတဲ့ခန္ဓာဖွဲ့ပါမယ်တဲ့ ပီတိကစေတသိက်တွေကတခုပဲတဲ့အဲ့ဒါကိုပြန်ပြီးသိတယ်တဲ့သိနေတာဘို့တဲ့မဂ္ဂသစ္စာနဲ့ရှုတယ်တဲ့အဲ့ဒီလိုရှုလိုက်တဲ့အချိန်မှာပီတိဟာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့တွေ့ရတယ်တဲ့အဲ့ဒီလိုကြည့်တဲ့အခါဖြစ်ပြက်ဖြစ်ပြက်လို့လိုက်မဆိုရဘူးတဲ့ဖြစ်ပြက်ဖြစ်ပြက်လို့လည်းလိုက်မစင်ချင်ရဘူးဖြစ်ပြက်တာကိုမြင်မှသာအိဆောက်ကိုမြင်တာလေဒီနေရာမှာရေးကြည့်ပါတယ် ယောဂီအများစုက ဖြစ်ပြက်ဖြစ်ပြက်လို့ဆိုမိတာဖြစ်ပြက်ဖြစ်ပြက်လို့စင်ကျင်မိနေတတ်ပါတယ်တကယ်ရှုမှတ်တဲ့အခါဖြစ်တာပြက်တာကိုမြင်တာမှနှိမ့်ဆမြင်တာပါအဲ့ဒီလိုအနှိမ့်ဆမြင်ရင်ဝိပဿနာတမက်ရပါတယ်တခါပီတိကပြန်ပေါ်လာလိုက်ပြန်ရှုလိုက်ငြိမ်သွားလိုက်ပြန်ပေါ်လာလိုက်ပြန်ရှုလိုက်ဝိပဿနာမှတ်ထဲမှာတဝဲဝဲတလဲလဲဖြစ်နေတတ်ပါတယ်တဲ့အဲ့ဒီလိုမျိုးဖြစ်တဲ့အခါမှာတဲ့ ဘာဖြစ်သွားလဲဆိုတော့တောတပတိမတ်ကိုလက်ဖြောက်တစ်ဖြစ်တည်သလိုဖြက်ခနေဖြစ်တယ်တဲ့ပြီးရင်ငြိမ်ကြသွားပြီးအေးကနေခံစားရပါတယ်တဲ့ဖိုးစိတ်နဲ့နေတာပေါ့လေအဲ့ဒီအချိန်မှာကာမဂုဏ်ခံစားခြင်းစိတ်မရှိဘူးဖိုးစိတ်နဲ့ပဲတရလုံးဖြစ်စီ၄-၅နာရီဖြစ်စီငြိမ်ပြီးနေတတ်ပါတယ်တမတ်တဖို့ကိုအာယုံပြုတ်ပြီးတော့မျက်မှောက်ပြုတ်သွားရင်ပထမနိဗ္ဗာန်ရပါတယ်တဲ့ ဒါကတော့ဈဉ္ကြံဆောင်ရည်ဝိပဿနာရှုနေပါ အနှစ်ချုပ်လိုက်ရင်တော့ထိုင်၍ဖြစ်စေလမ်းဆောင်ရင်ဖြစ်စေနိဗ္ဗာန်ကိုရခြင်းတော့ခန္ဓာ၅ပါးတပါးပါးကိုတတိပဋ္ဌာန်တရား၄ပါးတဲ့အခါသစ္ဆန်ရတပါးပါးနဲ့အာယုံပြုရှုမှတ်ရပါမယ်အဲ့ဒီလိုရှုမှတ်ရင်တမတ်တမောနှမတ်နှဖို့အဲ့ဒီကနေတစဉ်အရဟတမအရဟတဖို့ထိရောက်အထုလို့ရနိုင်ပါလေဘုရားဘာသာဝင်ဖြစ်ဖို့တန်း တတိပဌံတရားအထုတ်ဖို့ကပိုရည်ကြည်ပါလေဘယ်ပါတာပဲဝဝင်တတိပဌံအထုတ်သူဟာလက်တွေ့ပစ္စုပ္ပန်တဲ့တဲ့မှာကိုငြိမ်းချမ်းမှုရပါလေစဉ်းချက်လျှောက်ခြင်းဟာဝိတ္တနေသူတွေလည်းဝိတ်ကြစီတယ်စီဂျူယောဂရှိသူတွေလည်းစီဂျူကြစီတယ်တွေးတူယောဂရှိသူတွေလည်းတွေးတူကြစီပါလေဒါကြောင့်လောကီလောကုနှစ်ဖြာဖြစ်တဲ့အကျိုးတွေရစေတာမလို့ထိုင်ပြီးရှုမှတ်လို့တမာတိမယသူတွေစဉ်းချမ်းလျှောက်ပြီးရှုမှတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် ခုလိုမျိုးအသေးချာတက်နာတင်ပြပေးခဲ့တယ်သစ္စာမြိုင်ကြတော့အရှင်ကေလာတာမဟာကန္နာယုံရဲ့သီလသမာဓိပညာကုန်တို့ကိုရိုသေစွာရှ िख ိုးကတော်လိုက်ရပါတယ်နောက်ပြီးတော့ဘ ഹു တုတဖြစ်ဖွဲ့အမှန်တကယ်မပ်ကြတဲ့သူရဲ့ဒီတွေ့ကြုံခံစားခဲ့ရတဲ့အကြောင်းကိုပြောပြခြင်းပါတယ်တဲ့အဲ့ဒီပုံကတော့ကိုယ်တိုင်တမတ်တဖို့ရခဲ့တာဖြစ်ပါလေ ူတမတ်တဖို့ရခဲ့တာကတော့2020အောက်တိုဘာ30ပါအဲ့ဒီပုဂ္ဂိုလ်ဟာပြောရမယ်ဆိုရင်တော့သာသနာ့ငွေဝင်တန်ခါတော်တွေသီလရှင်တွေလည်းမဟုတ်ပါဘူးဒါပေမဲ့အပြင်မှာပဲတရားဝင်နေယောဂီလည်းမဟုတ်ပါဘူးအဲ့ဒီပုဂ္ဂိုလ်ဟာဝိပဿနာတရားကိုရှာဖွေကိုယ်တိုင်လည်းထထဲဝင်လေးလာခဲ့တဲ့သူကိုယ်တိုင်လည်းကြင်ကြံအားထုတ်သူဖြစ်ပါလေသူရဲ့မတ်ဖို့ ရရှိပုံလေးကိုတင်အခုလိုမျိုးပြောထားပါတယ်အဲ့ဒီနေ့က2022အောက်တိုဘာ30ပါတယ်အဲ့ဒီနေ့ဆွဲကိုအထူးတလဲမှတ်ထားတာမဟုတ်ပေမဲ့မှတ်မိနေတယ်တဲ့အဲ့ဒီနေ့မနက်ပိုင်းပါတယ်သင်္ခါရုပခဉဏ်အရင်ပိုင်းကိုကြောင်းနေပြီးမတ်ကြတာကတော့ညနေပိုင်းလောက်မှဖြစ်ပါတယ်တဲ့မတ်ကြဖို့အတွက်အဓိကလိုအပ်တာ အမြင်ပါတဲ့စိတ်တာနှုတ်ပတနာမှုစိတ်ကိုအထူးတလဲမြင်မှုပြီးတဲ့နောက်မှာ မတ်ကြမှုကလိုက်လာတာပါအဲ့ဘလို့မြင်လဲဆိုတော့နန်းဓမ္မတွေဟာအတ္တမဟုတ်အနတ္ထပဲဖြစ်သလိုရှုမှတ်မှုကလည်းအနတ္ထပဲဖြစ်တယ်ဆိုတော့အထူးမြင်လာပါလေတဲ့ရှုမှတ်မှုကလည်းစစ်စစ်ပိုင်ပိုင်ရှိသလိုရှုမှတ်နေတာကလည်းကိုမဟုတ်ဘူးဆိုတာသဘောပေါက်နေခဲ့တယ်တဲ့အဲ့ဒီလိုသဘောပေါက်နေရင်လည်းနန်းတရားတွေကအတ္တမဟုတ်အနတ္ထလည်းဖြစ်နေသလိုဒီပိုင်းထဲမှာပဲအိဋ္ဌာလည်းဖြစ်တယ်ဆိုတာသဘောပေါက်တဲ့အချက်မှာ တရားတွေဟာအတ္တလည်းမဟုတ်တဲ့အတွက်စွဲလန်းစရာမရှိတော့ဘူးတဲ့ဖြစ်ပြီးပြည့်နေတာသာဖြစ်တဲ့အတွက်ဘာမှနှစ်လို့ပဲမရှိဘူးဆိုတာသိလိုက်ပြီးဟင်းလို့အတန်ထွက်ထင်ရအောင်ကိုဒုက္ခလို့ထင်တာသမျှဟာဘာမှမရှိတော့ဘူးတဲ့တကယ်တော့အားလုံးဟာဒုက္ခဒီကြီးပဲတတ်တတ်ဆိုတာသဘောပေါက်လိုက်ပါတော့တယ်တဲ့အဲ့ဒီမှာသမုဒိယသစ္စာဖြစ်တဲ့တဏှာက ခិតရက်သွားပြီးနိဗ္ဗာန်ကိုလှမ်းမြင်လိုက်တာပါလေနိဗ္ဗာန်ကိုမြင်တာနဲ့တပြိုင်နက်အတ္တရှိလို့သာပင်ပန်းမှုရှိတာအတ္တမရှိရင်ပင်ပန်းမှုမရှိဘူးအတ္တဆိုတာမရှိဘူးဆိုတာကြောင့်တသလုံးပင်ပန်းမှုမရှိခဲ့ဘူးသူလို့ခံစားလိုက်ရပါလေတဲ့ဒါကတော့မတ်မှာဖြစ်လေရှိကြတယ်နေဘူးတဲ့ကဖြစ်တန်းလာသူနေရင်ထဲရောက်ပြီးတော့ရှည်အေးအေးလေးတောက်လိုက်ရသလိုရှည်တဲ့စဉ်စဉ်လိုက်ရသလိုဆိုတဲ့ခံစားမှုမျိုးပြောရမှာပါပဲတဲ့ အဲ့ဒီနောက်မှာတော့ဖူလိုက်လာပါလေဖူမှမတွေ့ဘူးတဲ့တရားသူကိုတွေ့လိုက်ရလို့ပဲခံစားရပါလေဖူဆိုင်နေတဲ့အချိန်မှာမသိပေမဲ့ပြန်ဆင်ကျင်တဲ့အချိန်မှာတော့ဖူဟာဖြစ်ချင်းအကြောင်းရင်းခံမရှိဘူးဆိုတာရေအဲ့ဒါကြောင့်လဲဖူဟာပြက်စီးတဲ့သဘောတရားဖြစ်တယ်ဆိုတာကိုသဘောပေါက်ခဲ့ပါလေတဲ့အဲ့ဒီအကြောင်းလေးဟာမတ်အခိုက်ဖူခိုက်ကိုမှတ်မိတဲ့လောက်ပြန်ရေးထားတာပါတဲ့မတ်ဖူဆိုင်နေတဲ့အချိန်မှာဘာဆင်ချင်းမှုမရှိဘူး ိုးတစ်ချိန်ကြပြီးဖိုးကို၃ချိန်တည်းအမှန်ရပြီးမှဆင်ကျင်မှုကနောက်ကလိုက်လာတာဖြစ်ပါလေတဲ့မတ်ဖို့ရတဲ့အချိန်ကတိုးတလောက်အဲ့ဒီကိုရောက်ဖို့စ조사ခဲ့တာအချိန်တွေများကြီးတယ်စုစုပေါင်း6နှစ်ကြာတယ်6နှစ်အတွင်းမှာတဲ့အဲ့ဒီကိစ္စအဲ့ဒီမတ်ဖို့ရခြင်းဝိပဿနာတရားတွေကိုပဲဒီလိုဆိုင်တေချာအထုတ်လေ့လာခဲ့တယ်တဲ့မတ်ဖို့ဟာတဲ့ တရားထုတရားမြတ်လို့အမည်တက်နိုင်လောက်အောင်ထူးဆန်းတဲ့တရားတန်တရားမှမကြုံဘူးတဲ့တရားဖြစ်တော့ဖိုလ်ကိုဆက်ရောက်တဲ့သူတိုင်းဟာတန်တရားအမောကြီးပြေပြောက်ပြီးတော့ဖိုလ်ဆိုင်တဲ့တရားထုကိုထူးထူးခြားခြားခံစားပြီးကိုယ်တိုင်မတ်ဖို့ရောက်မှန်းကြရတာဖြစ်ပါလေနောက်ထပ်ထူးခြားတဲ့ချက်ကဖိုလ်ဝင်စားမှုဖြစ်ပါလေတဲ့ဖိုလ်ဝင်စားတယ်ဆိုတာကတော့သောတာပန်အတွက်ရောက်ပြီးသားနိဗ္ဗာန်ကိုပြန်လဲတရိယာခြင်းတနည်းအားဖြင့်နိဗ္ဗာန်ကိုအာရုံပြုခြင်း ဖြစ်ပါလေတဲ့နောက်ပြီးတော့အလေးချင်းပုံမူတည်ပြီးလက်တဖြစ်မျှတဲ့အချိန်လောက်ပါပဲအမှတ်ရခြင်းမျိုးလည်းဖြစ်နိုင်ပါလေအဓိကပြောချင်တာမတ်ဖို့ရပြီးတဲ့သောတာပန်အတွက်မိမိဟာသောတာပန်ဖြစ်ရင်ဖို့ဝင်စားနိုင်ပါစေသားဆိုတာလုံးဝအတိတ်ပဲရှိပဲဝင်စားလို့စိတ်ရှိတာနဲ့တပြိုင်တည်းပြန်အမှတ်ရလာနိုင်ပြီးနိဗ္ဗာန်အေးချမ်းမှုကိုအချိန်မီခံစားနိုင်တာဖြစ်ပါလေတဲ့ ဒါကတော့မက်ဖို့နဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ